နိုင်ငံရေးတကြလှုပ်ရှားသူဖြစ်တဲ့ကိုတင်ထွတ်ပိုင်ဒေါ်နအောင်လှဦးမျိုးသူတို့ကိုရှစ်လေးလုံးနှစ်ပတ်လည်လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုနဲ့ဗိုလ်ထောင်မြို့နယ်တရားရုံးမှာပုံမှန်၁၈နှစ်တရားစွဲဆိုထားပြီးမတ်လ9ရက်နေ့မှာပုံမှန်ရုံးထုတ်ခဲ့ပါတယ်ယုံထုံမှုမှာတရရလိုတက်တေကိုစစ်ဆေးဖို့ချင်းဆူထားပေမဲ့တက်တေမလာရောက်တာကြောင့်ယုံချင်းကိုသာထပ်မံချင်းဆူလိုက်ပါတယ် ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှန်အဖြစ်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ရာကြောင့်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တဲ့မျိုးနွယ်တွေကတရားစွဲဆိုခဲ့တာပါဒီလိုတရားစွဲဆိုခံရတဲ့အပေါ်ပုံမှန်၁၈နဲ့အစိုးရတဲ့ဖွဲ့စည်းပြည်ချိန်မှာအမြန်ဆုံးပြင်ဆင်တင်တာကိုလည်းတရားစွဲဆိုခံထားရတဲ့ဒေါ်နောအောင်လကအခုလိုပြောပါတယ်အမှုတွေကပြန်ဆွဲရဲဆိုတော့ကတို့ကအမှုဟောင်းလို့ပြန်လို့တာတော့မသိပါဘောနော်တကယ်တမ်းကြာရင်တော့ဒီအမှုကဆွဲလဲရတာလေရှင်းလုံးနှစ်ပတ်လဲဆိုတာကဒါတနင်္ဂနွေတို့ဒီလိုချင်လို့လုပ်နေကြတဲ့အထိမ့်မှ အဆရာနာသိင်းနှစ်တစ်ခုဖြစ်တော့ကျွန်တော်တို့ထားအောင်အမတ်တရနဲ့ကျွန်တော်လှမ်းလျှောက်တာဖြစ်တယ်ဒီနှစ်ကိုအဲဒီနှစ်ရောက်မှအမှုဆွဲတယ်ပြီးတော့ကြာရင်ဖက်သားတဲ့နေရာ16နဲ့ဆဲတယ်16နဲ့ဆဲတဲ့တွင်ကျွန်တော်တို့ကပုံမှန်16ဒီတိုင်းပြည်မှာလိုအပ်တဲ့ပုံမှန်တစ်ခုဖြစ်တယ်ပုံမှန်16ဒီနိုင်ငံသားတွေဖြစ်တဲ့ဥပဒေတွေဖြစ်တယ်ရုံနဲ့ရုံနဲ့ကျွန်တော်ပြောခဲ့တယ်အခုလည်းရုံတော်တော်များများတွေမှာပုံမှန်16နဲ့ပတ်သက်လို့ဒေါခင်ဝေးတန့်ခိုင်တဲ့အမှုတော်လကောင်ကျွန်တော်တို့ဒီခြေလုံးနှစ်ပတ်တဲ့ကောင်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြောခဲ့တယ်ဒါပေမဲ့ဒီဥပဒေဒီစုအသစ်တက်လိုက်ရင်တော့ မြန်မြန်ပြောင်းလဲရင်တော့အကောင်းဆုံးပေါ့နော်မပြောင်းရင်ကျွန်တော်တို့တခါတက်လာတဲ့အစိုးရပုံမှန်လည်းကျွန်တော်တို့ဒီလိုပဲပြောနေရအောင်ပါပဲနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ចောင်းသားတွေကိုပုံမှန်905ခါခွေငိမ့်စုစီဥပဒေပုံမှန်78တို့နဲ့တရားစွဲဆိုထားတာတွေဟာမဖြစ်တင်ចောင်းနဲ့အဲ့ဒီဥပဒေတွေကိုပြင်ဆင်တင်ចောင်းကိုတော့ကိုတင်ထုတ်ပိုင်ကအခုလိုပြောပါတယ်ဒီပုံမှန်78905ခါခွေကဟိုအရင်တော့2010ရွေးကောက်ပွဲအနိုင်ရအစိုးရဟာကျွန်တော်တို့အစိုးရမဟုတ်ခဲ့ဘူး ဟိုနိုင်နေဆိုတာသကလုံးရဆာရပေါ်မှာသာနိုင်ခဲ့ပေမဲ့တကယ်တမ်းမဲခုံးမှုတွေမဲကလိန်ကကျင်းမှုတွေရှိပြီးတော့လူလူဆန္ဒကိုတကယ်အကောင့်ထဲမဖော်ပေးနိုင်ခဲ့ပဲနဲ့လူလူတွေဖိနှိပ်ဖို့တဲ့ဥပဒေတွေပြင်ဆင်ချက်တွေသာပြစ်ထုတ်သွားခဲ့တယ်။ဒီနေ့အစိုးရကတော့လူလူရဲ့ဆန္ဒနဲ့ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်လူလူကိုဖိနှိပ်နေတဲ့ဥပဒေတွေပုံမှားတွေကိုပြန်လည်ပြီးတော့ပြင်ဆင်ဖြတ်သိမ်းဖို့အချိန်ကျပြီ။တေချာတာတော့ကျွန်တော်တို့ဒီဥပဒေတွေပုံမှားတွေကဖြတ်သိမ်းဖို့အရေးကြီးအစိုးရတင်သွင်းပြီးတော့အခုဒီအစိုးရတက်တဲ့ ပထမဒီအစိုးရတုန်းကလုပ်ခဲ့တဲ့အမှားတွေကိုဥပဒေတွေကိုယနေ့ဒီမိုကရေစီအစိုးရဟာပြန်လည်ပြင်ဆင်သင့်ပြီးမတ်လ9ရက်နေ့ရုံးချိန်မှာတရရလိုတက်တွေကိုမစစ်ဖြစ်တာကြောင့်နောက်လာမယ့်ရုံးချိန်မှာတရရလိုတက်တွေကိုစစ်ဆေးသွားမှာဖြစ်ပြီးရုံးချိန်ကိုတော့မတ်လ14ရက်နေ့ကိုပြန်လည်ချိန်းဆိုလိုက်ပါတယ်